မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖက်ဒီနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့အထမတန်းမြန်မာသားဖက်စာမှာပါဝင်တဲ့ဝိတုတ္တိုလ်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဝိတုတ္တိုလ်လေးရဲ့နာမည်ကတော့ပီတီရဲ့သူ့ကိုရေးသားခဲ့တဲ့သူကတော့ဆရာမင်းရှင်ဖြစ်ပါတယ် ဒီဝိတုတိုလေးကိုဖတ်ကြည့်မယ်ဆိုရင်ဒီဝိတုတိုလေးနဲ့ပတ်သက်ပြီးတော့အဓိကအချက်လေးတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်အဲ့ဒါကတော့ဝိတုတိုအင်္ဂါရရဲ့သဘောအခြေခံသဘောတဘာဝတွေကိုသတိပြုရတယ်နောက် ဇက်ဆောင်ရဲ့သဘောတဘာဝခံစားချက်တွေကိုသတိပြုရတယ်။နောက်မိမိပတ်ဝန်းကျင်မှာအခုအညီလိုအပ်တဲ့အခါမှာလိုအပ်တဲ့တက်ကြီးရွယ်အိုတွေကိုကူညီစောင့်ရှောက်တတ်ရတယ်နဲ့အခုညီလိုအပ်သူတွေကိုနော်ကူညီပေးလိုက်ခြင်းကြောင့်ရရှိလာတဲ့ပီတိရတ္တာတွေကိုခံစားရင်ဘဝအသိမြင်တွေကိုရရှိလာနိုင်တယ်ဆိုပြီးတော့ယင်ဒီပီတိဆိုတဲ့ဝိထုတို့လေးရနေပြီးအဓိကအချက်ကလေးတွေကို သိမြင်ရမှာဖြစ်ပါလိမ့်ရှင်။ကဲဒါဆိုရင်ဒီအထမတန်မြန်မာသားမှာဖတ်စာမှာပါဝင်တဲ့ပီတီဆိုတဲ့ဝိတ္ထုတို့လေးကိုစပြီးတော့ဖတ်ကြည့်လိုက်ရအောင်။ကျွန်တော်နေထိုင်သောအိမ်မှာရန်ကုန်အင်းစိန်လမ်းမကြီးဤအတွင်းဘက်ဂျောင်းခတ်ကြကြရက်ွက်လေးတစ်ခုတွင် ဖြစ်၍ရန်ကုန်သွားလိုသောအခါတွင် ပေတရာလမ်းမကြီးသို့မော်တော်ကားထွက်စီးရန်အတွက် မြင်းနီလန်းလေးအတိုင်15မိနစ်မိနစ်20မျှလမ်းလျှောက်ရပါသေးသည်ထို့ကြောင့်ရုပ်ရှင်အချိန်မီသွားကြည့်လို့တော့အခါများတွင်အိမ်မှ ပေတရာလမ်းမကြီးအထိလမ်းလျှောက်ရာတွင် ကုံမြင့်မိနစ်20ခန့်အပြင် စီကမ်းမရှိရက်ချင်တိုင်းရက်လူစောင့်ကျင်တိုင်းစောင့်တတ်သော မော်တော်ကားများပေါ်၌ကုံမြင့်အချိန်ကိုပါထဲ့သွင်းခံမှန်းခြင်းဖြင့်အနည်းဆုံးတနာရီနီးပါးမျှ ကြိုတင်ထွက်ရလေရှိသည်တနည်းမူကားဝိတုတပုတ်ကိုစိတ်ပါလက်ပါ ရေးနေရာကအိစယ်စီယာရုပ်ရှင်ုံ၌၁၂နာရီခွဲပွဲကြည်ရန် မိတ်ဆွေတယောက်နှင့်ချိန်းဆိုထားသည်ကို အချိန်ကန့်မှသတိရမိသည်၎င်းမိတ်ဆွေကပင် ရုပ်ရှင်လက်မှတ်များဝယ်ပြီးယုံမှားစောင့်နေမိဖြစ်သောကြောင့် မိမိ၏ဝိတရားပေါ်ရောက်မှုအတွက်အာနာမဆုံးနိုင်အောင်ရှိပါတော့သည်ချက်ချင်းပင်အဝေအစားကမန်းကဒန်းလဲ၍အိမ်မှထွက်ခဲ့ရာအချိန်မှာ၁၂နာရီတိတိရှိနေလေပြီ၁၂နာရီမခွဲမီရုပ်ရှင်ယုံအရောက်သွားရပြီအခါတိုင်းတနာရီနီးပါကြိုတင်ထွက်ရလေရှိသောလမ်းခရီးကို나이ဝက်အတွင်အလူအရက်ခရီးနှင်ရမည်ဖြစ်၍ အကျွန်တော်ကျွန်တော်လဲမြန်ဒီလန်းလေးအတွင်ခြေကုံတုတ်ခတ်မိပါတော့သည်ဤကဲ့သို့အလျင်မြန်လျှောက်လာခဲ့စဉ်လမ်းပေါ်တွင်ဒုက္ခလေးတစ်ချောင်းထောက်ကာထောက်ကာဖြည်းဖြည်းကလေးလျှောက်လျက်ရှိသော အဖွားအိုကြီးတယောက်ကို အမတ်မထင် ဖြတ်ကျော်လာခဲ့မိပါသည်ကျွန်တော်ကရေကြီးတုတ်ပြာရှောက်နေသလောက် အဖွားအိုမှာကချင်းနှစ်ချောင်းကို အနိုင်နိုင်လှမ်း၍လှုပ်လီလှုပ်လက်နော်နီနော်နဲ့ရှောက်နေရှာသည် ကျွန်တော်လဲအဖွားအိုအားတစ်ချက်မျှလဲပြန်ငဲ့ကြည့်ကကိုလန်းခီးကိုဆက်လက်တုတ်ချေတင်ခဲ့ပါတော့သည်ထိုအခါရန်ကုန်မိုးသည်ဘျုံကနေဖောဖွဲကလေးရွာချလိုက်တော့ရာလက်ထဲတွင်ပါလာသောထီးကိုဖွင့်ဖဲထီးကိုဖွင့်ဆောင်လိုက်မိပါသည် မိုးရီတော့လုံသွားပြီမော်တော်ကားစိတ်အရောက်ဆက်လျှောက်ရပေဦးမည် မိုးကလေးတဖွဲဖွဲတွင်ခတ်တုတ်တုတ်လျှောက်ရန်အားခဲလိုက်မိတော်လဲကျွန်တော်သည် ရှေ့ကိုဆက်၍ခြိလှမ်းရမည်အစာ နောက်သို့လှည့်ကြည့်လိုက်မိပါသည်အဖွားဝကြီးတွင်စောင်းစရာမိုးစရာထီးမပါသည်ဖြင့်မိုးရေမှခလုံးစရာတစ်ပင်အယိတ်အာဝါဒအကာအကွယ်တစုံတရာကိုရှာဖွေနေပုံရသည်တို့ရရင်လမ်းကလေးတစ်လျှောက်တွင်လည်း အဖွားကိုမိုးခိုရန် နေရာတစ်ခုတလေမျှမတွေ့ရပါအဖွားကိုခင်များမိုးရေတဲ့၌ခိုကိုရာမဲ့ဖြစ်နေရှာတော့သည်မိုးသည်လည်းတဖွဲဖွဲရွာနေရာကတစတစတဲလာလေပြီကြာလျင် အဖွားကိုတကိုယ်လုံးဆွဲဆွဲဆိုလျက်စုပ်ပြက်ညစ်သေးသောအဝိအစားများအောက်မှအယိုးပြိုင်ပြိုင်ကိုခန္ဓာကလေးရေစိုးတွင် ပေါ်လာရခြေတော့မည် မိုးကဆိုဆိုချမ်းချမ်းစည်းစည်းနဲ့အေးမိပြီးဖျားနေလို့ရှိရင်ကျွန်တော်စိတ်ထဲတွင်ရုတ်တရက်တနာကျင်နာစိတ်ကလေးများပြိုဖိတ်လာရာကအဖွားအိုအားပြေး၍ထီမိုးပေးလိုက်ခြင်းမသည်တို့ရရင်ရုပ်ရှင်ရုံအောက်၌လက်မှတ်နှစ်ဆောင်ကိုကရင် ရောင်လဲလဲနှင့်စိတ်ပြက်ဒေါသထွက်နေရှာမိမိတ်ဆွေဤမျက်နှာကိုမြင်ရောင်လာမိသောအခါ အဖွားကိုအပေါ်ဝဲထားရှိသော စေရနာမှာတွန့်ဆုတ်သွားပြန်တော့သည်အဖွားကြီးနဘေးကထင်းမိုး၍လက်ရမည်ဆိုလျင် သူကလှုပ်လီလှုပ်လက်နော်နီနော်နဲ့တလန်းချင်းရှောင်းနေပုံမျိုးနဲ့အနည်းဆုံးမိနစ်20ခန့်ကြာမှလမ်းထိပ်သို့ရောက်တော်မီနာယီကြည့်လိုက်တော့လဲ12နာရီထိုးပြီး၍10မိနစ်ကြာနေပြီအိုးရှုပ်ပါတယ်လေ ငါရင်ထဲကစေရနာပြတ်သွားတာမှမဟုတ်ပဲငါမိတ်ဆွေနဲ့အသေးချာချင်းထားတဲ့ကိစ္စကရှိနေတော့ဘဲနဲ့တက်နိုင်မှမလဲရုပ်ရှင်ရုံကိုစနစ်၁၂နာရီခွဲမရောက်နိုင်လို့ရှိရင်ငါမိတ်ဆွေကိုဒုက္ခပေးရလဲရောက်မယ်ဂရိဖြစ်ရလဲရောက်မယ်အခုပဲအချိန်တော်တော်နောက်ကျနေပြီကိုကိစ္စနဲ့ကိုအချိန်မီဖို့ကရေးကြည့်ပါတယ်လေ ကျွန်တော်ဒီကိုလန်းကိုဆက်လျှောက်ပါတော့သည်သို့တော်လဲခြေလန်းသုံးလေးလှမ်းမြတွင်နောက်ဖက်သို့လှဲ့ကြည့်မိပြန်သည်အဖွားဝကြီးကဒုက္ခလေးထောက်ကာထောက်ကာခါကလေးကုန်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 းနှင့်ဖြည်းဖြည်းချင်းရှောင်းနေမြဲပင်ဖြစ်သည်တခါတခါတွင်ဒုက္ခလေးထောက်၍ခဏနာကသူ့နှစ်ဖူးရှုံတွတ်တွတ်ကြီးပေါ်မှမိုးရေမိုးဆက်များကိုအယိုးပြိုင်ပြိုင်ထသောလက်ချောင်း လေးများဖြင့်တတ်၍ခြတ်တတ်သည်မကြမကြလဲမိုးကောင်းကင်သို့မိုးကြည့်တတ်ကမိုးမင်းကြီးရဲ့တိတ်တော်မူပါတော့ဟု တောင်းမှန်တိုးရှိုးနေပြီးတကဲ့သို့တတွတ်တွရေရွတ်နေသည်ကို တွေ့ရပါသည် ကျွန်တော်သည်နှိမ့်လျုမရှုနိုင်တော့ပါ မကြသေးမီကဆုံးဖြတ်ချက်အားလုံးသည် မိုးရေတဲမျောပါလွင့်စင်သွားလေပြီရုပ်ရှင်ရုံအောက်တွင် ရောင်းလဲလဲနှင့်စောင့်နေမိမိတ်ဆွေနှင့်အတူ သူနှင့်ချင်းဆိုရသည့်ဂရိကိုလည်းဂယုမဆိုင်အားတော့ပြီကျွန်တော်သည် အဖွားဝကြီးရှိရာသို့ချက်ချင်းပြန်ပြေးမိပြီးလျင် သူဤပိန်ချုံသေးသွယ်လှသောကိုယ်ခန္ဓာကလေးကို ထီးဖြင့်မုတ်ကပေးလိုက်ပြီးနောက်ဖွား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 မိုးရေသဲလာပြီကျွန်တော်နာတူကျွန်တော်ထင်းမိုးပေးပါမယ်ဟုလှိုင်းလဲသောအတန်ဖြင့်ပြောလိုက်မိသည် အဖွားအိုကြီးလဲစောစောကကျွန်တော်သူ့နဘေးမှ ဖြတ်ကျော်လျှောက်ခဲ့သည်ကိုပင်သတိပြုလိုက်မိဟန်မတူရုတ်တရက်ကျွန်တော်သူ့ဘေးနာရောက်လာပြီးထီမိုပေးလိုက်တော့အခါဝမ်းမြောက်ဝမ်းသာ မော့ကြည့်ရင်အမလီငါမြေးရယ်ဖုံးကြည့်လို့တက်ရှိပါစေကွယ်ဖုံးကြည့်လို့တက်ရှိပါစေဟု တုံရင်လှိုင်းလဲတော့အတန်ကြီးဖြင့်စူတောင်းပတ္တနာပြုနေကြတော့သည် ထိုအကရတန်လေးဝယ်ကျွန်တော်ဒီဘာကုန်မြတတိမရတော့ပဲအဖွားအိုကြီးစူတောင်းတန်တွင်သာနင်မွန်ကြည်နူးလျက်ရှိတော်သည်ကျွန်တော်ဒီမိမိဆုံးဖြတ်ပြုမူလိုက်သောဆောင်ရွက်ချက်အတွက်ကျင်းနှံ့နှစ်သိမ့်ပီတိဒစိမ့်စိမ့်ဖြာဝင်နေမိပါတော့တည်းဒါလေးကတော့ဆရာမင်းရှင်ရေးသားခဲ့တဲ့ ရေးသားထားတဲ့ဝိထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်အထမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ဝိထုတိုအခန်းကဏ္ဍကဝိထုတိုတစ်ပုဒ်ဖြစ်ပါတယ်ကဲဒါဒီထဲမှာဆိုရင်ခက်စစ်ကလေးကတော့14လုံးပါတာတွေ့ရပါတယ်ကဲဒါဆိုရင် ပထမဆုံးခက်စစ်ကဂမန်းကတန်းသူကကြိုက်ကြိုက်ဆိုတဲ့အတိတ်ပဲနောက်တစ်ခုကခြေကုံတုတ်ခြေကုံတုတ်ဆိုတာကတော့အမြန်ဆုံးသွားတယ်နောက်တစ်ခုကစီကံ့ စီကံဆိုတာလိုက်နာဆောင်ထင်းရမြည်ကျင့်ဖို့နောက်တစ်ခုကစူတောင်းပတ္တနာစူတောင်းပတ္တနာဆိုတာတော့ဖြစ်စေခြင်းဒီကို တောင်းတာတောင်းဆိုသည် နောက်တစ်ခုကနော်နီနော်နဲ့သူကတော့ခနော်ခနဲတောင်းတင်းခိုင်မာခြင်းမရှိပဲဆိုတဲ့အတိတ်ပဲနောက်တစ်လုံးကတော့ရေးကြီးတုတ်ပြရေးကြီးတုတ်ပြကတော့အလောတကြီးအလျင်စလိုနောက်တစ်ခုကလဲပြန်း လဲပြန်ဆိုတာကြည်တာကိုမလှဲ့ပဲခေါင်းကြီးနောက်သူလှဲ့၍ကြည်တာကိုလဲပြန်ကြည်တယ်လို့ခေါ်တယ်နောက်တစ်ခုကလှုပ်လီလှုပ်လက်လှုပ်လီလှုပ်လက်ရတော့ကနွဲ့ကလျာလို့ခေါ်တယ်